မင်္ဂလာပါခင်ဗျာ2025ခုနှစ်လေးလပိုင်းမြန်မာလူဆိုရင်တော့တကြံကာလအတော်တွင်မှာပေါ့နော်ကျွန်တော်ရဲ့ချစ်တဲ့ဓမ္မမိတ်ဆွေခုနှစ်ရဲ့သားသမီးတွေနဲ့အတူကက်ကြီးသုံးပါးတံကို ခံရပြီးတော့သူများမခံရဘဲနဲ့စိုးရင်ကြောင်းကြနေရတဲ့ဓမ္မမိတ်ဆွေဗုဒ္ဓဘာသာဝင် အနွယ်တော်တွေနဲ့အတူလူသားပိတာတော်လူအလုံး စိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်ပြည့်စုံကြပါစေလောကကြီးမှာ မရှိတဲ့စကားကိုမကြားရမပြောရမဆိုရပဲတဏှာခြင်းလျာပတ်ဝန်းကျင်တလျှောက်လုံးမှာဒုက္ခဆင်းရဲခြင်းအနတ္တဆင်းရဲခြင်းအဆိုးမရသောအကြောင်းတရားရဲ့အတူအပူတွေဝွကျွေးတွေအလုံးပပျောက်ပါစေ အတိတ်ကပါလာတဲ့ဝွကျွေးတွေကိုပေးဆက်ရတဲ့အခါမှာလဲကြီးစွာသောဆင်းရဲဒုက္ခတွေကိုမကြုံတွေ့ရပဲဝွကျွေးတစ်ခုပေးဆက်ပြီးတိုင်း တရားတဘောကိုနှလုံးသွင်းပြီး အေးချမ်းတဲ့သူတော်စင်သူတော်ကောင်းတွေဖြစ်ကြပါစေ အရှုံးတဲကအမျက်ထုတ်နီးဆိုသလိုပဲဆုံရှုံသွားသော အရာတွေခံစားလိုက်ရသောအရာတွေပေးဆက်လိုက်ရတဲ့ဝကြွေးတွေရဲ့နောက်ဆက်အတွဲမှာတရားအတိတရားတတိတွေရှိပြီးနေ့ရက်တိုင်းအချိန်တိုင်းနာရီတိုင်းဟာတတ်မိုးရှိတဲ့အတိတွေတတိတွေနဲ့ရှင်သန်နိုင်ကြပါစေ။ အခုလိုကတ်ဆီးနေတဲ့အချိန်အခုလိုဒုက္ခဒုက္ခတွေများနေတဲ့အချိန်မှာသူတော်ကောင်းဆရာသမားတွေနဲ့အတူဝိဇ္ဇာဆရာသခင်တွေယဟန္တာမြတ်ကြီးတွေဖရာကြီးတရားကြီးဖုံးကံကြီးသူတော်ကောင်းတွေရဲ့အရေးအဝါတအောက်မှာတီရှိရက်တီနိုင်ပြီးအေးချမ်းမှုအစ်စ်နဲ့အတူဒုက္ခတဲ့ခုနှစ်ရက်သားသမီးအပေါင်းကတ်ဆီးခံရသူအပေါင်းတို့ကို ဖေးမကူညီလူတန်းနိုင်သောပုံကူတူပုံကူမျက်ကြီးတွေဖြစ်ကြပါစေလို့ကျွန်တော်ခေါ်သားချို့ကဥစွာပထမဆုတောင်းမြတ်တာပို့တာပေးပါတယ်အခုကျွန်တော်လေးလပိုင်းအတွင်းမှာကြုံတွေ့ရမယ့်အင်္ဂါသာသမီနဲ့ပတ်သက်တဲ့အစိုးအကောင်အကျိုးအကြောင်းလေးတွေကို ဟောကြားပေးမှာပါအမတန်ကံကောင်းတဲ့လတလာလို့ပြောလို့ရပါတယ်အစိုးတွေကို မိမိရဲ့မျက်စိရှိမှမြင်နေရတယ်။ဒါပေမဲ့အဲ့ဒီအဆိုးတွေထက်မိမိနဲ့မသက်ဆိုင်သောအကောင်းတွေကကိုယ့်စီကို ရောက်လာပြီးအဲ့ဒီကောင်းတဲ့အရာတွေကိုကိုကိုနဲ့ကလည်းဖောဖောတူတူတုံးဆွဲရမယ်။ကိုယ်နဲ့ပတ်သက်တဲ့မိษွေညာတိက မိသားစုဝင်တွေကိုလည်းကိုယ့်ရဲ့အောင်မြင်မှုတွေကိုယ့်ရဲ့ကံကောင်းတဲ့အရာတွေကိုယ့်ရဲ့လတ်လာဘာတွေကို ဝေမျပေးကမ်းနိုင်ပြီးတော့ကိုယ့်ရဲ့လက်တစုံဟာပေးသောလက်တစုံဖြစ်နိုင်ပါတယ်။ အင်္ဂါသာသမီတွေဒီသူသဖြင့်ဒီလေးလာပိုင်းလာတယ်မှာမဖြစ်မနေပေါ့နော်လေးလာပိုင်းဆိုတာမြန်မာလူဆိုရင်တော့တကြံပေါ့ဒီနှစ်တစ်နှစ်တာကုံဆုံးတဲ့ဒီလာမှာမဖြစ်မနေပိုင်ဆိုင်မဲ့အချက်၄ချက်ရှိတယ်နံပါတ်၁ကရွှေဝင်လိမ့်မယ်လက်ဝတ်ရတနာအနေနဲ့တော့လကောက်အတုံးခဲနဲ့တော့လကောက်ဝင်စေတတ်တယ်နံပါတ်၂ကမြေဝင်ကိန်းရှိတယ်နံပါတ်၃က ချစ်ဖွယ်သောအရာကိုပိုင်ဆိုင်ရမယ်။ဥမာတလေးဆန်ကြောင်လေးတွေခွေးလေးတွေသုံးဖို့ကိုချစ်ရတဲ့သူတွေကိုတန်ရုံးစဉ်ရှိရတဲ့သူတွေကိုပျော်ရွှင်မှုပေးပြီးတော့ချစ်ခင်နှစ်သက်ရမယ်အရာလေးတွေကိုပိုင်ဆိုင်ရတတ်ပါတယ်။နံပါတ်၄ကတော့အတိထူးရတာမျိုးမိတ်ဆွေထူးရတာမျိုးတတိထူးကတ်တာမျိုးကိုကြုံတွေ့ရတတ်ပါတယ်။အဲ့ဒါတွေကတော့အင်္ဂါသားသမီးတွေအတွက်ဒီလေးလပိုင်းမှာမဖြစ်မနေကြုံတွေ့ရမယ်ကောင်းတဲ့အရာလေးတွေပါ။ အဆိုးတွေကိုဘဝမှာကြုံခဲ့ရပြီပါပြီဆိုးပြီးသားအဆိုးတွေထက်ပြီးအဆိုးတွေမလာစေဖို့အတွက်ကိုမိုးကစွန်းကြော်ပြီးတော့ဖုန်ကြီးဆွန်းလောင်းတဲ့ကုသိုလ်လေးတွေလုပ်ရမယ်ရေချိုးမားတာတွေအဝတ်မားတာတွေအသွာမားတာတွေပြီးတော့အိတ်ခေါင်းတော်မားတာမျိုးတွေဖြစ်စေတတ်ပါတယ်ဖြစ်နိုင်ရင်တော့အင်္ဂါသားသမီးတွေက မြောက်အရက်နဲ့တောင်အရက်တွေကိုခေါင်းတော်အိတ်ချင်းရှောင်ရှားတင်ပါတယ်အဲ့တော့အရှိအရက်ကိုပဲအဓိကခေါင်းတော်တင်တယ်ဆိုတဲ့သဘောပေါ့အဝိကတော့သုံးမင်းကားရောင်အုတ်ခဲကျိုးရောင်ထုံးဖြူရောင်နုနစ်ရောင်မော်ရဇေးရောင်အဲ့ဒီအရာတွေကဒုက္ခဖြစ်အောင်ဖန်တီးတဲ့အရာတွေပူလောင်မှုကိုဖိတ်ခေါ်တဲ့အရာတွေဖြစ်ပါလိမ့်မယ်အရက်အနေနဲ့ကတော့မြောက်ရက်နဲ့အရှိမြောက်အရက်ဒေတာတွေဟာမတော်တဲ့ဒေတာတွေဖြစ်ပြီးအဲ့ဒီအရက်ဒေတာတွေမှာ ပြဿနာဖြစ်နိုင်တယ်လို့ပြတ်ထားတာပါမိမိနဲ့ပတ်သက်တဲ့မိသားစုဝင်တွေမိမိနဲ့ပတ်သက်တဲ့အရေးပါတဲ့အရာရောက်တဲ့သူတွေကိုယ့်အပေါ်မှာမနှောခံအထူးသဖြင့်မနှောစိတ်ဖြင့်ကောင်းကျိုးပြုစေနိုင်ဖို့အတွက်ကို စိတ်သားနဲ့ပဲနဲ့ချက်ပြီးတော့ဘုန်းကြီးကိုဆွန်းလောင်းနေဆိုတဲ့ကုသိုလ်ဒါနပြုပေးပါစိတ်ပဲဟင်းခေါ်တာပေါ့အဲ့ဒါကိုအင်္ဂါသာသမိတွေကပြုပေးမယ်ဆိုရင် စိတ်ပဲအင်္ဂါနံနဲ့ဇာတာပတိနံပေါင်းဆက်ထားတယ်လို့ပဲ စိတ်ပဲဟင်းကိုတန်ဃာတော်တွေကိုလူပေးမယ်ဆိုရင်ကိုယ့်ရဲ့စိတ်ကို ကြည်နူးစေမယ်လန်းဆန်းစေမယ်သူတော်ကောင်းတွေနဲ့တွေ့မယ်မိမိရဲ့နေ့ရက်တွေဟာအတိတ်ပဲရှိတဲ့နေ့ရက်တွေဖြစ်လာပါလိမ့်မယ်ထိုနည်းတူစွာမပေါင်းသက်မပေါင်းအပ်တဲ့သူတွေကိုပေါင်းသင်းဆက်ဆံမိပြီးတဲ့အခါ တို့ရဲ့အကောက်ကြံခြင်းဒုက္ခပေးခြင်းတွေကိုကကြိုသိကြိုမြင်ပြီးတော့ဒီမကောင်းတဲ့အရာတွေကိုငါဘလို့တုံ့ပြန်တင့်တယ်ငါရဲ့စိုးကျိုးတွေဖြစ်လာမဲ့အရာတွေကိုငိုငါဘလို့ရှောင်ရှားတင့်တယ်ဆိုတာကိုအင်္ဂါသားသမီးတွေသိလာပါလိမ့်မယ်အင်္ဂါသားသမီးတွေကံကောင်းဖို့အတွက်လှုပ်ရမယ့်ရည်ရာငါးခုရှိပါတယ်နံပါတ်1ကတော့ဘီးစိတ်စိတ်ပါဘီးစိတ်ဆိုတာဒီဘက်ကမှရှားတော့ရှားသွားပြီဒါပေမဲ့အိမ်မှာရှိတဲ့ဘီးလေးကိုပဲ စိတ်တဲ့ဘီလေးနဲ့ခေါင်းကိုဘီစိတ်စိတ်ချပါမိမိခေါင်းကိုဘီစိတ်စိတ်တဲ့အခါမှာတံပုတ်တွေကထာရွတ်ဖတ်တရဆက်ပြီးကိုကိုအပူပေးမဲ့သူတွေတိုက်ခိုက်မဲ့သူတွေတောကပေးမဲ့သူတွေရဲ့အပူဓာတ်တွေကေဝေးပါစေတာလို့ဆုတောင်းမယ်တံပုတ်တွေကထာရွတ်မယ်ပြီးရင်ဘီစိတ်ကလေးချမယ်တံပုတ်တွေသုံးခေါက်ပြီးတဲ့အထိအဲဘီစိတ်ကလေးခေါင်းကိုစိတ်ချမယ်အဲ့ဒါပြီးရင်ခုနအထက်ပါဆူတောင်းပေးတဲ့ဟာကိုနောက်တစ်ခေါက်ဆူတောင်းပါမယ်ခင်ဗျာအဲ့ဒါနံပါတ်1နံပါတ်2ကတော့ လမ်းဘေးမှာရှိတဲ့ခွေးကြောင်ကြက်ငှက်တင်းလာနံအကောင်တွေကိုတင်းလာနံဖြစ်သောငါးတစ်တံနဲ့ထမင်းနဲ့နေပြီးထမင်းထုတ်ကျွေးတဲ့ကုတူလေးကိုအင်္ဂါနေ့တိုင်းတစ်ပတ်တစ်ခါ၃ရက်လောက်လှုပ်ပေးရပါမယ်။နောက်တစ်တစ်ခုကတော့အိမ်ရှိကိုဝယ်ထားတဲ့မြက်စွာဖျားရှင်ရဲ့မျက်နှာတော်ရှိမှမကြီးဖြော်ရီတစ်ခွက်ကိုညဘက်၈နာရီရန်နေ၉နာရီကြာမှကတ်လူချင်းအဖြစ်ကိုယ့်ရဲ့အပူတွေကိုငိမ့်စေတတ်တယ်မကြခဏပါနောက်ဆုံးတစ်ခုကတော့ ပထောက်သားပတိတကုံးကိုရအောင် ရှာဝယ်ပြီး အောင်းနမောဗုဒ္ဓတအရဟံတိဋ္ဌိဆိုရင်တလုံးချပြီးတော့တရက်ကိုပတိ၅ဖက်စိတ်ပြီးလို့ရှင်အင်္ဂါသားသမီးတွေကံကောင်းပါပါအထက်ပါဟောခဲ့တဲ့အတိုင်းအင်္ဂါသားသမီးတွေမဖြစ်မနေကောင်းနိုင်တဲ့အချက်၄ချက်ရှိတဲ့အတွက်ကြောင့်အဲ့ဒီ၄ချက်ကိုအဓိကတတိထားပြီးတော့လုပ်ပေးပါ လူမိတ်စာတွေအကျင့်စာရိုက်တာမကောင်းတဲ့သူတွေအပုတ်ချမဲ့သူတွေမကောင်းပြောမဲ့သူတွေစိတ်ဒုက္ခပေးမဲ့သူတွေရိုင်းဆိုင်တဲ့သူတွေနဲ့တွေ့ပြီးစိတ်ကတိကအောက်ဖြစ်စေတတ်တယ်။ကိုယ့်ကိုတောကပေးမဲ့သူကိုယ့်စိတ်ကတိကအောက်ပေးမဲ့သူအကုသူတမားတွေကိုတိပြီဆိုရင် ကိုယ့်ဘက်ကကြုတ်ပြီးဒါဟာအကုသည်တွေအကုသူတွေတွေဒါဟာအပူပေးမဲ့သူတွေဒါကြောင့်မို့ငါဝေးအောင်ရှာအောင်မယ်ဆိုတဲ့သဘောကိုထားပြီးဥပိ္ပခာတရားကို လက်ကင်ထားရပါမယ်။ 2025ကိုလပိုင်းကြာလို့ရှိရင်အင်္ဂါသားသမီးတွေကကိုးကနန်းနှစ်ကနန်းနဲ့ထိပေါက်နိုင်တယ်ဆိုတာကိုမမေ့ပါနဲ့လက်ရှိကြုံတွေ့နေရတဲ့လေးလပိုင်း6ရက်နေ့ကစပြီးထူးခြားတဲ့ကံတရားရည်နဲ့အတူတကြံတွင်းမှာပျော်ရှင်ရလိမ့်မယ်တကြံပြီး17ရက်အတွင်းမှာထူးခြားတဲ့အာနိသင်တွေကို ပိုင်ဆိုင်ရပါလိမ့်မယ် ချစ်တဲ့ဓမ္မမိတ်ဆွေတွေနဲ့အတူခொနည်းရဲ့သားသမီးအပါဝင် အင်္ဂါသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်ပြည့်စုံပြီးကျန်းစီသွေးတော်တိုင်းအောင်မြင်၍အပူအပင်နေမှန်သမျှပိန့်ကြရွက်ပေါ်ရင်းမတင်တဲ့ကဲ့သို့ကင်းစင်လွင့်ပြောက်ပါစေသာခမညာ